common mistakes ဝင်လေးကိုစပြောပါမယ် RISE race ရ RISE rights ရဘာကွာလဲပြောရင် A လေးတစ်လုံးပူတာပါအတန်ထွက်လဲကွဲပါတယ်အတိပဲလဲကွဲပါတယ် race က transitive verb vt ဖြစ်ပြီးနောက်မှာ object လိုက်ရပါတယ် rise ကတော့ intransitive verb vi ဖြစ်ပြီးနောက်မှာ object မလိုက်ရပါဘာသာပြန်ကြည့်ပါမယ် race ဆိုတာမြင့်တင်တာပါ rise ကတော့မြင့်တက်တာသူ့ဘာသာသူမြင့်တက်တာ for example the box is too the box is too heavy i can raise it အရင်လေးရကျွန်တော်မမနိုင်ဘူးကျွန်တော်မမြင့်တင်နိုင်ဘူးကျွန်တော် မမနိုင်ဘူးဒီနောက်မှာ object လိုက်ရပါတယ် the sun rises in the sky ကောင်းကင်မှာတက်လာတယ်ဒါ object လို့အမှတ်တမဲ့ယူဆိုင်မှားပါတယ်ဒါက place ပါ object မဟုတ်ပါဘူး rises ဆိုရစလုံးရင်တော့ object လိုက်လို့မရပါဘူးဒါကြောင့်မလို့ကျွန်တော်တို့အများစုမှားနေတဲ့တဲ့ခေါ်လေးတစ်ခုရှိပါတယ်ရံမုံငွေရှာဖွေရေးဆိုရင်ရံမုံငွေရဖန်မှာရှာဖွေရေး raising မှာ fundraising festival ဥပမာဆိုပါစို့ရန်ပုံငွေရှာဖွေရေးပွဲတော် fundraising festival ဒါကို fan rising festival လို့မပြောသင့်ပါဘူးဒါလီကတော့အနောက်မှာ object လိုက်ရတဲ့ verb နဲ့ object မလိုက်ရတဲ့ verb တွေရဲ့နမူနာဖြစ်ပါတယ် နောက်တစ် common mistake သင်ခန်းစာလေးမှာပြန်လည်ဆုံတွေ့ပါမယ်ကျေးဇူးတင်ပါတယ် summit english 2016ရဲ့ youtube channel ကို like share subscribe လုပ်ထားခြင်းအပြင်သင်ခန်းစာတွေရရှိနိုင်မှာဖြစ်ပါတယ်